Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်အောက်တိုဘာလ9ရက်နေ့ရဲ့ညပိုင်းသတင်းတွေကိုကျွန်တော်တို့တို့တွားပြီးမှကြည့်ကြမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့သတင်းဗီဒီယိုတွေမတော်ခင်မှာထောက်ဆန်တိုင်းပါပဲလိုရေးတိုရှင်သတင်း၄ပုဒ်ကိုကျွန်တော်ဖတ်ပြပေးပါမယ်နော် ပထမဆုံးသတင်းတပုတ်ကတော့နေပြည်တော်မှာမဲဆင်းမှားတယ်လို့ဝေဖန်ခဲ့တဲ့ဘူးလလဆွေခေါ်မေးခံနေရပြီးတော့အဖမ်းခံနေရလားဆိုတော့ကိုသုံးသပ်ပြီးထားတဲ့ဟာလေကျွန်တော်ရင်နှောင်းကြည့်တော့နော်နေပြည်တော်မှာမဲဆင်းမှားတယ်လို့ဝေဖန်ခံခဲ့ဝေဖန်ခဲ့တဲ့ဘူးလလဆွေကိုယမနေ့မနေ့ညပိုင်းပေါ့နော်စစ်တပ်ကနေရင်ကနေလာရောက်ခေါ်ဆောင်သွားပြီးတော့ဒီနေ့မှာဆက်သွင်းမရတော့လို့သိရပါတယ်အော်တိုဘလ9ရက်နေ့မှာဘူးလလဆွေကနေပြည်တော်ထဲမှာမဲဆင်းတွေမှားနေတဲ့အကြောင်းလူကြီး900ရှိရင်300လောက်မှားနေကြောင်းတိတ်တဲ့လူတွေဆင်းနေပါနေပြီးရက်ခွက်အုပ်ချုပ်ရင်မှုနဲ့မိသားစုတောင်မဲဆင်းနေမှာမပါကြောင်း2020ကောက်ဝဲကာလ ာမေးစင်အဟောက်ကိုတုံးနေလို့ယူဆကြောင်း မဲဆင်းများအလုံးကွာဟနေပြီးမဲဆင်းများပြန်လဲပြုပြင်ရန်ပြင်အချိန်တစ်ပတ်သာကြာတော့ကြောင်းမဲဆင်းမမမှုအဆင်မပြေကြောင်းဘူးလို့ဆိုတာထုတ်ပြောတဲ့ဗီဒီယိုဖိုင်ကိုလည်းကျွန်တော်ရဲ့ channel မှာတင်ပေးခဲ့ပြီးပါเนาะအဲ့တော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အခုချိန်မှာဆို Champion စစ်ကောင်စီဖွဲ့တွေကဒီမနေ့ကဆိုလည်းကျော်မင်းမင်းကဒီကိစ္စတွေထုတ်ပြောလာတယ်ပေါ့เนาะအခုဆိုရင်ဘူးလလစီကိုခေါ်သွားပြီးတော့ပြန်ပြီးတော့ပြန်ပြီးတော့မပြန်ခိုင်းသေးပေါ့เนาะအဲ့တော့ဘယ်ရောက်နေလဲမသိဘူးတခြားတော့ဖန်ခါရလို့လဲသတင်းကြားနေရပါမယ်เนาะအဲ့တော့ Champion စစ်ကောင်စီထဲမှာတော့ဘလို့ပဲပြောသူတို့ကိုနည်းနည်းပြန်ပြောတာ ਨੇ ဘူးလလစီလိုကောင်တော်မအောင်เนาะချက်ချင်းအေးယူနိုင်တာဖြစ်ပါเนาะ ဲ့တော့ဘာဖြစ်ဖြစ်ပါဒီဘူးလလဆီဆိုတော့လေပြောင်းလဲပြောင်းစားကြီးပေါ်ကြီးပေါ့နော်ဖန်ခံလဲအေးတာပဲနော်နောက်ထပ်သတင်းပုတ်ကတော့ပြည်မြို့နယ်ခွေးရဲကျွရမှာပြူစောတိခေါင်းဆောင်လှမ်းမြင့်လက်နက်ကင်တပ်ဖွဲ့အထူးကြီးဖမ်းဆီးခြင်းကိုခံလိုက်ရတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။အဲတော့ပြည်သူကိုဒုက္ခပေးနေပြူစောတိဒီလိုမျိုးဖမ်းခံလေကောင်းလေပေါ့နော်။ဘကိုးတိုင်းပြည်မြို့နယ်ခွေးရဲကျွရမှာချမ်းဖက်စစ်တပ်လက်ပါစီပြူစောတိခေါင်းဆောင်လှမ်းမြင့်မှာလက်နက်ကင်တပ်ဖွဲ့တခုကြီးဖမ်းဆီးခြင်းခံလိုက်ရကြောင်း ဒေသပြည်သူများကတရင်ပြဖို့ထားလို့သိရပါတယ်ပြည်မျိုးနယ်အုပ်ဆွဲအုပ်စုဝန်တင်စိတ်ကန့်ကြွရရောက်နေတော့တနက်ထောက်တနက်ထောက်ဖမ်းသွားတာပါတဲ့လက်နက်ကင်ထပ်ဖွဲ့တစ်ခုကဝင်ဖမ်းသွားတာလို့ပြည်သူတို့ကပြောပါတယ်နော်အဲ့တော့ဘေးဖွဲ့ကဖမ်းဖမ်းဒီလိုပြူစောတိကြီးအုပ်ကြီးတွေကတော့တွေ့ရတင်းကြိုက်ဒါမဆိုင်ပါတော့အမြန်ဆုံးရှင်းလင်းဖို့လိုနေပါတယ်နော် ကဲနောက်ထပ်သတင်းပုဒ်ကတော့မော်လိုက်မြို့နယ်တင်းငက်စစ်စင်ရေးဖြစ်စစ်တပ်စခန်း6ခုကိုတိုက်ခတ်သိမ်းပိုက်ထားပြီးစစ်တုံးမန်းနဲ့လက်နက်ခဲအများပြားဖမ်းဆီးရမိတယ်ဆိုတဲ့သတင်းကောင်းပဲဖြစ်ပါတယ်။ကဲဒါဒီနေ့ကတော့ PTT ပြောမယ့်သတင်းဖြစ်ပါတယ်နော်။စကိုင်းတိုင်းမော်လိုက်မြို့နယ်တွင်တင်းငက်စစ်စင်ရေးကာလအတွင်းစစ်တပ်စခန်း6ခုကိုသိမ်းပိုက်ရရှိခဲ့ကြောင်းမော်လိုက်တော်လိုင်းအင်အားစုမှတာဝန်ရှိသူကသတင်းပေးပို့ထားတယ်လို့သိရပါတယ်။တိုက်ခတ်သိမ်းပိုက်တာ9ခုပါတဲ့။တောင်အင်းစခန်းကတော့စခောက်တွေစုခောက်ထွက်ပြေးသွားတာပါ။စုစုပေါင်းစခန်း6ခုသိမ်းပိုက်ရရှိခဲ့ပါတယ်။ထိခိုက်ဖမ်းဆီးသိမ်းဆည်းရမှုတွေကစစ်ဒေသကထုတ်ပြန်ပါလိမ့်မယ်။တော်လိုင်းတပ်ဖွဲ့တွေဘက်ကလည်းထိခိုက်ကြဆုံးအနေငယ် ငယ်တော့ရှိတယ်။လက်ရှိတိုက်ပွဲဆက်ဖြစ်နေတာမျိုးတော့မရှိတော့ဘူး။စစ်စီအစည်းအတင်းမှနေတဲ့အခြေအနေတော့ရှိတယ်လို့မော်လိုက်တော်လိုင်းရေးအင်အားစုများကသတင်းပေးပို့ထားပါတယ်ခင်ဗျာ။ကဲနောက်သတင်းတစ်ပုဒ်ကတော့စစ်တပ်ကမတရားဖမ်းဆီးထားသောဒေါန်ဆန်းစုကြည်နှင့်သမရဦးမြင့်အပါအဝင် LLD အစိုးရခေါင်းဆောင်များမှနိုင်ငံရေးအကျဉ်းသားမဟုတ်ဘဲအကျင့်ပြက်လက်စား၍ပြည်နယ်ကြားခံသူများဖြစ်တယ်လို့တက်တက်ခါရပြောတယ်ဆိုတဲ့သတင်းဖြစ်ပါနော်အဲဒါဒီတက်တက်ခါကတော့အများအားဖြင့်ပြောင်းလဲပြောင်းစားပြီးပြောနေတာပေါ့နော်အဲဒါဒီမှာဆိုရင်လေဒီ ျွန်တော်တို့လေးစားရတဲ့ဒေါ်ဆန်းစုကြည်အမေစုဘောနော်ဒါနိုင်ငံရေးအကျဉ်းသားမဟုတ်ပါဘူးဒါလက်စားလို့ဘောနော်ဒီလိုမျိုးဒီအကျင့်ပြက်လက်စားလို့ဖန်စီထောင်ချထားပါဆိုပြီးတော့ပြောင်းလဲပြောင်းစားပြီးပြောနေတာဘောနော်အဲ့တော့သူပြောထားတဲ့ဗီဒီယိုဖိုင်လေးကျွန်တော်နှောင်းကြည့်လာနော်ဒေါ်ဝီရတဲ့မှာအဲ့နိုင်ငံရေးအကျဉ်းသားတို့ဒေါ်ဆန်းစုကြည်တို့ဦးဝင်းမြင့်တို့ဦးဝင်းထေတို့အကြောင်းလေးလည်းပါပါတယ်သူတို့လွတ်မြောက်ဖို့အတွက်တောင်းဆိုသွားမှာလားဒါလေးသိချင်ပါအဲကျမတိရတယ်လို့ပေါ့နော်ဒါဒါ public information လည်းဖြစ်ပါတယ်ရှင့် အဲဆိုလို့ရှိရင်နိုင်ငံရေးအကျဉ်းသားလို့နိုင်ငံတကာကသတ်မှတ်တာရှိပါလေသို့တော်လည်းတကယ်တမ်းပုံမှန်တွေကတော့နိုင်ငံရေးပုံမှန်တွေမဟုတ်ပါဘူးရှင်ဒီအစိုးရတရဖြစ်မှုတဲ့အချိန်မှာအဲဒီလိုပေါ့နော်ဒီအချင်းပြက်လက်စားမှုလိုမျိုးပုံမှန်တွေနဲ့တရားစွဲခံထားရပြီးပြစ်ဒဏ်ကျခံနေရတာဖြစ်ပါလေရှင်အဲဘာဖြစ်လို့ကျွန်မအဲ့ဒါကိုပြောနိုင်လဲဆိုလို့ရှိရင်အဲဒါတော့ဒါအများစိတ်ဝင်စားတဲ့ကိစ္စဖြစ်ပါတယ်။ဟိုလူတိုင်းလည်းသိပါတယ်ဒီဒီဘယ်ပုဂ္ဂိုလ်ကတော့ အဘပုံးမာရင်းနဲ့အဲထောင်နံဘလောက်ကြတယ်လို့ပါလို့လေကျွန်တော်အဲ့ဒါအရေးကြီးပါတယ်ရှင်အဲဆိုတော့ကျွန်တော်ကျွန်မတိတာလေးတခုကျွန်မပြောပြရမှာပေါ့နော်ဆိုလို့ရှင်ကျွန်မအဲလူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးကိုရောက်တဲ့အချိန်မှာအဲရောက်တဲ့အချိန်မှာကျွန်တော်တို့ဒီအမျိုးသားသဘောဝဘေးစီမံခန့်ခွဲမှုရန်ပုံငွေဆိုတာရှိပါတယ်ရှင်အဲ့ဒါနိုင်ငံတော်ကနေတနစ်ကိုချက်ချက်ဘီလီယံ20အချပေးတာဖြစ်ပါတယ်ရှင် တော့ကန်ကောင်းကျင်တော့ဒီ NLD အစိုးရလက်ထက်မှာအတဘာဝပဲကြီးကြီးမားမားမရှိခဲ့အကြီးဆုံးကဘာလဲဆိုလို့ရှိရင်ဒီတောင်းလိုက်ကောင်းစားရတယ်ပေါ့နော်တောင်းပြူတာလေမတ်လတ်တောင်းပြူတာအဲ့ဒါလောက်ပဲရှိခဲ့တယ်ထင်တယ်ရှင်းပြီးလို့ရှိရင်ကျွန်တော်တို့မြန်မာလူမျိုးတွေကလည်းအတဘာဝဘေးတွေဆိုပြည်သူလူထုကလည်းပရဟိတတွေနဲ့ကူညီတယ်အစိုးရနဲ့လည်းလက်တွဲပြီးတော့အဆောင်ရွက်ကြတဲ့အချိန်မှာပြန်လဲထူထောင်ခြင်းကလည်းမြန်မြန်ဆန်ဆန်ပဲဖြစ်သွားတော့လေအဲ့ဒီပတ်စံကြီးကနှစ်တိုင်းနှစ်တိုင်း အဲထားပါတော့9နှစ်ဆိုတော့ဘီလီယံ300ပေါ့ရှင်အဲအဲ့ဒါရှိပါတယ်နောက်တစ်ခုကနောက်တစ်ခုကကိုဗစ်အတွက်ဆိုပြီးတော့လေ CERP ဆိုပြီးတော့မှလုတ်ခဲ့တာရှိပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဒီဝန်ကြီးဌာနတွေကိုချထားတဲ့ budget တွေအကုန်လုံးရဲ့ဝန်ကြီးဌာနတိုင်းရဲ့ budget ရဲ့10%ကိုဟိုပြန်နှုတ်လိုက်ပြီးတော့မှအဲ့10%တွေအကုန်လုံးကိုဒီအမျိုးသားသဘောဝဘေးရန်တွေစီမံခန့်ခွဲမှုရန်ပုံငွေတွေထည့်လိုက်တာပေါ့နော်ဟောထည့်လိုက်ပြီးတော့မှ အထက်လိုက်ပြီးတော့မှဒါကိုဗစ်ရံပုံငွေဆိုပြီး trillion နဲ့ချီပြီးရှိပါလိမ့်ရှင်။အဲရှိတဲ့ခါကျဒီငွေတွေကပုံနေတဲ့ခါကျတော့တကယ်တမ်းတော့လောက်ရမှာကအဲတဘာဝပဲညော့ပါရေးဆိုတာအမှလမ်းနေဆိုလည်းရာသီဥတုခံနိုင်အောင်အဆောက်အဦတွေဟိုဆရာမကြီးတော့ငွေတန်ခံနိုင်အောင်ရာသီဥတုတန်ခံနိုင်အောင်မုန်တိုင်းတန်ခံနိုင်အောင် ပေါ့နော်တဘာဝပေးတန်ခံနိုင်အောင်အဲ့ဒါလေးစောင့်ကြရမှာဖြစ်ပါလိမ့်ရှင်။အဲသို့တော်လည်းညသို့တော်လည်းအဲ့ဒီရံပုံငွေကိုစုံဖြတ်ချက်ချခဲ့ကြတဲ့သူတွေက အဝါပေါ့နော်ဒီအဲထားပါတော့ husky ဝယ်တယ်လို့ပေါ့နော်အဲပြီးလို့ရှိရင် တခြားဟိုပေါ့သူ့ခေါင်းစဉ်နဲ့မကိုက်ပဲနဲ့သုံးပြုခဲ့တာလေအပြီးလို့ရှိရင်မလိုအပ်တဲ့အလီလွင့်တွေဒါတွေကစစ်ဆေးပေါ်ပေါက်ပါလေရှင်အစစ်ဆေးပေါ်ပေါက်ပြီးတော့မှနောက်ဆုံးတော့အာဒီ husky စီးဖို့ကတော့ဒါ anti dawn စမ်းစုကြည်စီးဖို့ပေါ့နော်အာနိုင်ငံတော်ပိုင်းရဟန်းရင်ဆိုပြီးဝယ်တာဖြစ်ပါတယ် အဲတော်တော်လေတကယ်ဝယ်တဲ့သူတွေရောင်းတဲ့ဝယ်တဲ့အချိန်မှာ transaction လုပ်တဲ့အချိန်မှာအာဒီအလေလွတ်နေများပြီးတော့မှအစ်စစ်ပေါ်ပေါက်တာတွေအများကြီးရှိနော်ဒါကမင်းအောင်လိုင်းနဲ့တလေတန်းနဲ့ထွက်တာပေါ့နော်ဒေါ်ဆန်းစုကြည်ဒေးစာဝယ်တာတဘာဝဘေးရဘေးကောက်ွယ်ဖို့အတွက်ဝယ်တာဖြစ်ပါနော်တနိုင်ငံလုံးအတွက်အချိုးရှိဖို့သူစီးဖို့တသက်ဝယ်တာမဟုတ်ပါဘူးနော်ဟုတ်ပါရှင့်အဲ့ဒါကိုနောက်ဆုံးဘယ်သူကတာဝန်ခံရလဲဆိုတော့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကတာဝန်ခံရတာပေါ့နော်ဆိုလို့ရှိရင် ဒါတော့ကျမမင်းလို့တာဖြေရတာပါရှင်။ဒါကျမရဲ့ကိုတွေးဟိုကြုံကြုံခဲ့တာပေါ့နော်ဆိုလို့ရှိရင်ရှုပ်ကတော့ပြောင်းလဲပြောင်းစားမင်းလို့တာဖြေရတာဆိုပြီးတော့နော်။သူရင်ထဲမှာဘယ်တော့မှကိအောင်နေလည်းမသိဘူးဒီလိုမျိုးမုံတရားစိတ်တယ်။လူမို့နန်းကဲစိန်နဲ့ပြန်လဲနေရချထားရင်ဝင်ကြီးဌာနမှာဒီခုနှစ်ပိုင်းတော့ကျမတို့မောခာအနေစဖြစ်လိုက်တာပြီးတော့ယာကီနဲ့ဟိုကဖြစ်တယ်ပေါ့ရှင်ရေပေးဖြစ်တယ်အတိုင်းနဲ့ပြင်းနေတော်တော်များများမှာဖြစ်တယ်ပြီးတော့ဒီမန္တလေးငလျင်ကြီးဖြစ်တယ်နဲ့ဆိုတော့ဒီရံမုံငွေကတုံးလို့ကိုမလောက်ပါဘူးရှင် အဲတုံးလို့ကိုမလောက်ပါဘူးဒါပေမဲ့ဟိုကန်ကောင်းရှင်တော့ energy kit တုံးကတော့ဒီရမုံငွေတွေကပူရှံပြီးတော့နောက် covid လည်းဖြစ်တယ်အဲ့အချိန်မှာ covid ကြောင့်မို့လို့လည်းနိုင်ငံတကာအကူအညီတွေရတာတွေရှိပါတယ်ရှင်အဲရတာတွေရှိပြီးတော့မှပြီးခဲ့တဲ့ဒီ energy အစိုးရလက်ထက်ကတော့ FDI နေလည်းလာတယ်အဲနောက် ODA ပေါ့နော်ဟိုဒီ official development assistance တွေပေါ့ရှင်ဒီဒီဒီပြွင့်မြို့မှုဟိုပြွင့်မြို့မှုအတွက်ပေးတဲ့ဒီဒီတည်ဝင်ပေးတဲ့အကူအညီတွေ အဲဒါတွေအများကြီးရတယ်ပြီးလို့ရှိရင် technical assistance တွေလည်းအများကြီးရတယ်အရတဲ့အချိန်မှာအဝင်ရအရန်ဘုံဘောလုံးအောင်ဖြစ်တဲ့သဘောဖြစ်ပါလေရှင့်အဖြစ်ပြီးတော့မှဒီသုံးဆွဲတာတွေမှာအနည်းနည်းဟောပေါ့နော်စီစီစစ်စစ်နဲ့ဘာသာရေးစီမင်းနဲ့မကိုက်ညီပဲနဲ့သုံးဆွဲတာတွေအဲဒါတွေကိုတာဝန်ခံရတာတွေရှိပါလေရှင့်အဲဒါကျွန်မဘယ်သူမှမပြောဘူးပါဘူးသို့တော်လည်းအဲဒါနိုင်ငံတော်လည်းနိုင်ငံနိုင်ငံသူနိုင်ငံသားတွေလည်းသိသိနဲ့ကိစ္စဟုတ်လို့ပါ ဆိုလို့ရှိရင်နိုင်ငံတကာကတော့နိုင်ငံရေးအကျဉ်းသားလို့နာမည်တက်တာပေါ့နော်ဒါပေမဲ့ဒါပေမဲ့နိုင်ငံရေးအကျဉ်းသားမဟုတ်ကဲအဲ့လိုပြောပြောစားပြောနေတက်တက်ခံရတော့နော်တော်တော်ကြီးကိုတရားလွန်ပြီပေါ့နော်အခုဆိုပြောသွားတဲ့ကိစ္စတွေဆိုရင်အားလုံးနဲ့သိတာပဲမင်းအောင်လိုက်နဲ့တလေတန်နဲ့ထွက်တဲ့ကိစ္စတွေဖြစ်ပါတယ်နော်အဲ့တော့ဒီကိစ္စတွေဒီရဟင်ဝဲတဲ့ကိစ္စတွေအားလုံးကပြည်သူတွေတောင်ပြည်သူတွေချက်ပြပြီးသားဖြစ်ပါတယ်အဲ့တော့ဒီတက်တက်ခံက အဲ့ဒီမှာနေတော့ကလည်းနေရာမရလို့အခုလိုမျိုးဖြစ်လို့တယ်လို့ကြားတာပေါ့နော်အဲ့တော့ဘာပဲဖြစ်ဖြစ်အခုချိန်မှာဆိုတော့သူတို့တမိုင်းရတော့တော်တော်စိုးပြီပေါ့နော်အဲ့တော့မင်းအောင်လည်းတကြေတဲ့တကြံနဲ့ဖြစ်ပြီးတော့အမေစုကိုကြောက်ရရထဲမှာလည်းဒီတယောက်ကအထိတ်ဆုံးဖြစ်ပါနော်ဒါတွေတော့တနေ့တိတိကျဒီသွေးကြီးတွေပြန်ဆက်မှာဖြစ်ပါလားကဲခုနသတင်းတိုင်းမှာပါတယ်ပဲပေါ့နော်ဘူးလလစီကပထမတော့ဒီမေစီနေမှားပါတယ်လူစင်းနေမမှန်ပါဘူးဆိုတဲ့ဟာတွေကိုပြောပြီးနောက်ပိုင်းမှာကြုံမြင့်လို့လိုမျိုးပေါ့နော်တကယ်လှော်ပြီးကြီးစားတွေကဘူးလလစီက ကို complain လုပ်တဲ့အချိန်မှာเนาะ blame နေတဲ့အချိန်မှာတနိုင်သူတို့ဘက်ကလူတွေကเนาะ blame နေတဲ့အချိန်မှာဘူရလာစီပြန်ပြီးတော့เนาะဒီကိစ္စကိုဖော်ပြန်ပြီးတော့ cover လုပ်တယ်ပေါ့เนาะဒါပေမဲ့လည်းခုချိန်မှာဆိုတော့ဒီစစ်တပ်ကပြန်ဖမ်းသွားပြီးတော့ပြန်မလုပ်သေးဘူးလို့ကြားမှာเนาะအဲ့တော့သူဘယ်လိုမျိုးပြန် cover လုပ်ထားလဲဆိုတော့ပြောထားတဲ့ပြည်သူတရားရဲ့ပြည်သူတွေတစ်ချက်ကြည့်အောင်เนาะကျန်ခံရေးရဘူးလက်လာဆိုရတော့ချက်ချင်းကိုဖာကြသွားတာเนาะဒီနေ့ရပဲเนาะလဲရင်းနေရမမှန်ဘူး ေဆုံးတဲ့လူတွေပါမဲစင်းတွေထဲမှာထည့်ထားတယ်ဆိုပြီးတော့မဲစင်းတွေမှားရင်းနေတယ်ဆိုပြီးတော့နေ့ရက်ပဲပြောတယ်။အော်အခုချက်ချင်းနော်ပြန်ပြီးတော့မဲစင်းတွေကိုယ်တဲ့အဖွဲပေါင်းစုံကပြီးတော့လာဝကရော UEC ရောချက်ချင်းပြင်ပြီးတော့ဖန်ကမှာဆိုလို့ဒီဖြစ်လိုက်တာပြင်ပစ်လိုက်တာမှန်သွားပြီတဲ့။နောက်တစ်ချိန်ထပ်ပြင်မဲစင်းအလုံးမှန်သွားပြီဆိုပြီးတော့ဖာကြပြီးပြောလိုက်တယ်။ပြောပြန်ပြီ เนาะထင်တာကတော့ဒီကောင်စစ်တပ်ကနေပြီးတော့เนาะခုတနေ့ကပြောတဲ့ဟာကိုပြန်ပြီးတော့ပြောခိုင်းတာနေမယ်ချက်ချင်းကိုဘလောင်းပလဲနိုင်ရဲ့ကောင်လေကျုံကိုစစ်တပ်ကနေပြီးတော့ကျွန်တော်ကောင်းချုပ်ပြီးတော့စံခိုင်ရေးထဲမှာဝင်နေတဲ့ကောင်တွေရလေအခုအခုပြောပြင်အခုဖာကြအခုပဲဘလောင်းပလဲပြောเนาะအခုပဲပြောအခုပဲပြန်ဖာ ကောက်အမျိုးမျိုးပြောတယ်ဇော်မဲလုံးနဲ့အဲ့တိုင်းပဲမဟုတ်စတကကောင်လေးလေးဖာစကားရမ်းပြောတာဖာကြလဲဖာကြတယ်လေနော်စောက်ရှက်လည်းမရှိဟမ်ကောက်အမျိုးမျိုးကလိန်ကချစ်ပြောကလိန်ကချစ်ဖာကြပြီးပြောလဲဟောပြီโอเคဒါပြည်သူတွေကအားလုံးသိပြီသားပါနော်ဘလို့ပဲကလင်ကကြစ်ပြပြောအခုဆိုရင်သူ့ဘောက်ထိလို့တော့မရဘူးနော်သူ့ဘောက်ထိရတယ်အမှတခါတည်းအခုချိန်မှာဆိုတော့ စစ်စီမင်းမြန်ဖို့ခေါ်ပြီးတော့ပြန်မလို့သေးဘူးလို့ကြားရင်နော်တေချာပေါက်ကတော့နော်ငပိကျော်စားရတော့မှတေချာပါနော်ကဲနောက်ထပ်ကျွန်တော်ကြည့်ရမှာတော့ Champions League ကောင်စီကအခုချိန်ရက်ပိုင်းမှာဆိုတော့အားလုံးမြင်တဲ့အတိုင်းပဲဒီ2025ဆိုဆိုးရွားစံပေါ့နော်ပြည်သူတွေကိုတောက်လျှောက်ဘုံကျဲတာပေါ့နော်ចောင်းစာတင်ចောင်းဆိုလဲဘုံကျဲဆေးရုံဆိုလဲဘုံကျဲចောင်းဆိုလဲဘုံကျဲပေါ့နော်အဲ့လိုဘုံကျဲနေတဲ့ကိစ္စတွေမှာတော်တော်ကြီးဆူဆူရွားဖြစ်လာတွေ့ရပါတယ်เนาะအဲ့တော့ဒီအခုဆိုရင်ပီတူကိုရန်သူလိုပဲ သူတို့ကတဘောထားပြီးဆက်ဆံနေတာဖြစ်ပါတယ်နော်အဲ့တော့ဒီအကြောင်းနဲ့ပတ်သက်ပြီးဦးသိမ်းမြင့်သုံးသက်ချက်အတူတူတစ်ချက်နောက်ကြည့်ရအောင်နော်ဟုတ်ပြီပေါ့ဇက်တိုက်ဘုံကျဲသွားတာပါကြောင်မင်းမျိုးစက်တင်ဘာလ24ရက်နေ့မှာစစ်တပ်ကထွက်ပြေးတဲ့ဘုံကြီးတစ်ပါးကိုတနက်နေ့ပြစ်တတ်ပြီးတော့16နှစ်တမိရယ်မိမပြိုတယောက်ကိုလည်းမရင်းကျင့်တက်ဖြတ်လိုက်တယ်လို့ရှမ်းလူခွင့်ရေမန်တိုင်ကအော်တိုဘာလ6ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်16နှစ်ရယ်မိန်းကလေးငယ်နဲ့အတူသူ့အမေနဲ့သူ့မောင်ကိုပါစစ်တပ်ကတက်ဖြတ်ခဲ့တယ်လို့ဆိုပါတယ် တေဆုံးတဲ့16နှစ်အရွယ်မိန်းကလေးကိုအဝတ်စားမဲ့ကိုလုံးတီးနဲ့သိနေတာတွေ့ရတယ်လို့ဆိုပါတယ်။ပန်းပေါင်းနဲ့ပါပုတ်ကြေးရွာမှာလဲနောက်ထပ်ရွာသားနှစ်ယောက်အသက်ခံရတယ်လို့ရေးသားထားပါတယ်။စကိုင်းတိုင်းစလင်းကြီးမြို့နယ်ကြားတက်ရွာမှာလဲအော်တိုဘာလ9ရက်နေ့ကစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အရက်သားတယောက်သေဆုံးခဲ့ပါတယ်။တနင်္သာရီတိုင်းပလောမြို့နယ်မင်းပြင်းရွာကိုလဲစစ်တပ်ကအော်တိုဘာလ9ရက်နေ့မှာမိရှို့ဖျက်ဆီးခဲ့ပါတယ်။ မန္တလေးတိုင်းနထိုးကြီးမြို့နယ်မကြီးကုန်းကျေးရွာမှာစစ်ပေးဆောင်ပြည်သူတွေခိုးလုံနေတဲ့ဖုန်ကြီးချောင်းကိုစစ်တပ်ကလေချောင်းကနေဘုံကျဲတိုက်ခိုက်လို့ကလေးငယ်တွေအပါအဝင်ပြည်သူတွေအတော်များများဒဏ်ရာရခဲ့ပါတယ်။ဒါတွေကိုကြည့်လို့ရှိရင်စစ်တပ်ဟာလူမျိုးဘာသာမခွဲခြားပဲပြည်သူပြည်သားတွေကိုတတ်ဖြတ်နေလဲဆိုတာထင်ထင်ရှားရှားမြင်နေရပါတယ်။တမိုင်းတစ်လျှောက်မှာလူမဆန်ဆုံးအကြမ်းဖက်မှုကြီးတွေအဆိုးဝါးဆုံးရက်စက်မှုကြီးတွေကိုကျွန်တော်တို့ဟာနေ့စဉ်ရက်စက်တွေ့မြင်နေကြရတာပါ။တော်လိုင်းရေးသမားတွေရှိတဲ့အရာမှာ တော်လိုင်းရေးသမားတွေကိုရှာမတွေ့ရင်ဒေသခံပြည်သူတွေကိုရဲရဲဆက်ဆက်တက်ဖြတ်ဖိအားပေးတဲ့အလုပ်ကိုလူမဆန်ဆုံးနည်းနဲ့ဆေးအုပ်စုကကျူးလွန်နေတာပါ။အရက်သားတွေမှန်တည့်ရတဲ့ကိုချိန်မုံနေတာပါ။ခေအမီဆုံးစစ်လက်နက်ပစ္စည်းတွေရှာဖွေအသုံးပြုပြီးတော့တက်ဖြတ်နေတာပါ။သူတို့ရဲ့အကြံစီကရွေးကောက်ပွဲလုပ်မယ်။သူတို့စစ်သားလူတွက်တွေနဲ့ဖွဲ့စည်းထားတဲ့ကြံ့ဖွဲ့ပါတီကမနိုင်နိုင်အောင်လုပ်မယ်။ဆေးအုပ်စုဆေးအာဏာရှင်တွေကရာသပံစိုးမိုးထားမယ်ဆိုတာပါပဲ။ပြည်သူလူထုဟာ ဒီစစ်အာဏာရှင်တွေရဲ့အုပ်ချုပ်မှုအောက်မှာဘလို့မျက်နှာဘလို့စိတ်ဓာတ်နဲ့ဆက်ပြီးတော့အသက်ရှင်ကြရမှာပါလေမိရှုပစ်ခတ်မရင်းကျင့်တပ်ဖြတ်ခံရလို့အသက်ဆွန့်သွားကြရတဲ့ပြည်သူတွေဆန္ဒပြပွဲမှာခေါင်းနဲ့ရင်ဘတ်ကိုအပစ်ခတ်ခံရလို့အသက်ဆွန့်သွားကြရတဲ့ပြည်သူတွေတော်လှန်ရေးလုပ်ရင်အသက်ဆွန့်သွားရတဲ့ပြည်သူတွေတိုက်ပွဲဝင်ရင်ဖမ်းခံရပြီးတော့အကျဉ်းထောင်ထဲမှာညှဉ်းပန်းနှိပ်စက်ခံနေရတဲ့ပြည်သူတွေအဲ့ဒါလိုပြည်သူတွေကိုမေ့ထားပြီး စစ်အာဏာရှင်စနစ်ကြီးအောက်မှာဘာမှမဖြစ်ခဲ့တယ်လို့ဟန်မပြတ်ဆက်ပြီးတော့နေထိုင်စားတော့ဖို့ဟာဘလောက်များရှစ်ဆရာအာဏာဆရာကောင်းပါလားဘလို့စိတ်တက်ဘလို့စိတ်ထားနဲ့ခေါင်းကိုတိခန့်ကြရမှာပါလဲဒီစစ်တပ်နဲ့တမိုးတဲ့အောက်မှာအတူနေလို့မရတော့ဘူးလို့ပြောနေကြတာဟာအဲ့ဒါကြောင့်ပြောနေတာပါဒီစစ်အာဏာရှင်တွေကိုဘလို့သဘောတူညီချက်တွေရယူပြီးတော့ညှိနှိုင်းဆွေးနွေးတာတွေလုပ်ကြမှာပါလဲလုတ်ခဲ့တဲ့ပြစ်မှုတွေကိုဘလို့မျက်နှာနဲ့ ကြည်အေးတင်မုံချီကြရမှာပါတယ်ရန်ကုန်လိုမျိုးကြီးမန္တလေးလိုမျိုးကြီးတွေမှာတော့မှပြူစောတိကြောက်ရအုတ်ချွေရင်မှုကြောက်ရစစ်တပ်ကြောက်ရဆိုတဲ့ဘဝမျိုးမှာပြည်သူလူထုကြီးဟာကြီးလန့်စာစားဘဝနဲ့နေထိုင်နေကြရတာပါငွေကြေးတက်နိုင်တဲ့ပြည်သူတချို့ဟာအိုးအိမ်ဆွတ်ခွာပြီးတော့ပြပအထိထွက်ပြေးတဲ့သူကထွက်ပြေးကုန်ကြပါတယ်ပြည်သူလူထုကြီးတရားလုံးဟာအကြက်တဲကြီးကြီးမားမားဆိုက်ရောက်နေပါတယ်တိတ်ကြီးမားတဲ့အကြက်တဲကြီးပါမြမသမိုင်းတစ်ချောင်းမှာအဆိုးအဝါဆုံးအကြက်တဲကြီးပါပြည်သူလူထုအတွက် ရွေးစရာများများမရှိပါဘူးပြည်သူလူထုကလည်းစစ်အာဏာရှင်စနစ်ကိုယွံရှာမုန်းတိနေကြပါတယ်နှွေဦးဒေါ်လာရဲ့အစာပိုင်းမှာ လူငယ်တွေက ပြောကြပါတယ်88တုန်းကအဖေတို့အမေတို့ပြီးပြတ်အောင်မလုပ်နိုင်ခဲ့လို့ကျွန်တော်တို့ဘဝတွေဒီလိုဖြစ်နေကြတာဒီလို အသက်ပြတ်ခံနေရတာပါတဲ့အခုဒီချိန်2021မှာပြီးပြတ်အောင်မလုပ်လိုက်နိုင်လို့ကျွန်တော်တို့စစ်ကြုံပြရအသက်ပြတ်ခံနေကြရတာလို့နောက်မျိုးဆက်လူငယ်တွေက လက်ညှိုးထိုးပြီးတော့အပြစ်တင်တာကိုကျွန်တော်တို့ဆက်ခံနေကြရအောင်ပါပါလားကဲဒါဥသိမ်းမြေ၃၀ချက်ဖြစ်ပါတယ်နော်အဲ့တော့ချက်ပဲစစ်ကောင်စီကတော့တည်ကြတယ်အခုချိန်မှာဆိုရင်ပြည်သူကိုရန်သူလိုသဘောထားပြီးတော့ဘုံကျဲတိုက်ခိုက်နေတာပေါ့နော်အဲ့တော့စစ်ကောင်စီနဲ့တမောောက်ထဲမှာနေဖို့ဆိုတာဘလို့မှမဖြစ်နိုင်ပါဘူးနော်သူလှုပ်နေတဲ့ဟာဒီသူလှုပ်ရက်ဒီကလုံးဝတီးခတ်နိုင်စရာမျိုးလူနဲ့တောင်မတူတော့တဲ့အခြေအနေမှာဖြစ်နေပါပြီအဲ့ဒီပေါ်မှာမဲအောင်လိုင်းရဲ့စိတ်တန်းကြနေတဲ့လူတွေလည်းတကယ်ပဲအံ့ဩပါနော်နောက်ဆုံးပါဆိုရင်လည်းပေါ့နော်ဒီ ပြည်သူတွေကိုဘုံကျဲတက်ဖြစ်ဖို့လုံဆောင်နေတာပေါ့နော်။အာဘုံကျဲတက်ပြလိုက်။ဘာဆိုပြီးတော့ဒီပြည်သူတွေကိုရေးရဲဆက်ဆက်တက်ဖို့ပြောနေတယ်ကြော်ဆိုးရဲ့ဗီဒီယိုကိုလေရှင်လုပ်ထားတဲ့ကိုစီးရဲ့ဗီဒီယိုချက်ချက်ကြည့်အောင်နော်။ဘလောက်တော့မှဒီကောင်တွေဘက်ကစိုးရွားနေပြီလဲဆိုတော့ကြည့်အောင်။ရိတ်ခါကိုလေချောင်းနဲ့ပြစ်ချပြရတယ်။လေချောင်းနဲ့ပြစ်ချပြရတယ်။ကုံချောင်းဒီကုံနဲ့ဒီကုံနဲ့မြေမြေရနေချမယ်ဆိုတော့ခင်ဗျာအဲ့မှာလားနဲ့ချစ်ကြတယ်။တော်တော်ရုပ်ပိတ်ဆိုတာလား။အဲ့လောက်တိအောင်အားကောင်းတယ်။စုလေကုံဆိုပို့ပြီးအာပို့ပြီးတော့အားကောင်းအားကောင်းတည်တယ်။ဒီမှာရှင်းရှင်းလေးပြအကြမ်းမအုပ်စုရဲ့စကံဘုံကျက်ပြလိုက်တာ။ဘုံကျက်လိုက်တာ။ ခင်ဗျာဘယ်သူကနေရဲမှာလဲကဲဘယ်ပြည်သူလဲဘယ်ပြည်သူလဲလှုပ်ရှားမှာကျွန်တော်မြင်ဘယ်ကပြည်သူလဲခင်ဗျာတေချာသူတို့အတိုင်းဝိုင်းပဲတေချာကသူတို့နဲ့သူတို့အတိုင်းဝိုင်းအုပ်စုပဲအဲ့ဒီမှာရှိတာသူတို့ကဗျာခင်ဗျာလည်းဒီ project ပေါ့ဗျာ project လှုပ်ရှားမှုပေါ့ဒါမြ project နိုင်ငံကြီးလှုပ်ရှားမှုပေါ့အာကျွန်တော်တို့ဒီမှာဆန္ဒပြမယ်အဲဒီလိုမျိုးပြီးသပိတ်လုပ်မယ်အဲကုန်ကြေးစိတ်ကဘယ်လောက်ရှိတယ်အဲ့တော့သူတို့ရဲ့ဒီအလူရှင်တွေပေါ့ဗျာဒီပါနိုင်ငံမှာရှိအလူရှင်တွေကအာကျွန်တော်ပစာဘယ်လောက်ပေးပါအဲ့မှာသူတို့ကပြောင်းလိုက်လေးထုံးမယ်ထိုးပြီးတော့လာဟိုလူလူမြောင်ကြီးဒေါ်စန်းသူကြီးလူမြောင်ကြီးဟိုလူလူမြောင်ကြီးပေါ့ဗျာသူတို့အဲ့လူမြောင်ကြီးသူစာပန်းနေတယ်သူတို့ဆန္ဒပြကြမယ်ပြီးရင်ညပတ်ကြတယ်သူတို့တောက်ကြမယ်ပြောကြမယ်ပေါ့ မတော်ဆန်းသူကြီးလုံမြောက်ကြီးဆိုခမလုံနေအဲ့တောထဲမှာလုံနေခမတက်လာခဲ့လိုက်ပါလားမန္တလေးတို့ရန်ကုန်တို့နေပြီးတက်လာခဲ့လိုက်ပါလားတက်လာခဲ့တောထဲမှာလုံနေတယ်သူတို့ကအဲ့ကျော်စုပ်နေတကယ်စိတ်မခေါ်နဲ့နော်သိလားအခုမင်းပြောနေတာဒီရွာထဲမှာပြည်သူတွေတေတာကိုတေပစေဆိုပြီးမင်းပြောနေတာအဲ့တော့ PDF နေတဲ့အတူတူရှိလို့နော်တေရမယ်ဆိုရင် PDF တွေကိုမင်းတို့ဘက်ကအကြမ်းဖက်လို့ကြီးညာထားတယ်လို့ငါတို့ပြည်သူကိုယ်စားလှယ်တွေဖွဲ့စည်းထားတဲ့ CRPH ကလည်းမင်းတို့စစ်တပ်ကိုအကြမ်းဖက်လို့ဖွဲ့စည်းထားတာ ဲ့တော့အကျမ်းဖက်ဓမ္မတွေနဲ့အတူတူရှိတဲ့သူတင်ရမယ်ဆိုရင်အခုမင်းတို့စစ်တပ်ကကျင်းပတဲ့ပျော်ပွဲရွှင်ပွဲမှာအုံးလဲငါတို့ချပလိုက်လို့ရတယ်လုံးလို့မရတာမဟုတ်ဘူးငါတို့ဘက်ကဘာဖြစ်လို့လဲဘာမစ်ရှင်မဲလုံးလုံးတီတူထိခိုက်ခွင့်မရှိတဲ့အတွက်မင်းတို့တွေတက်တာနေတယ်အဲ့တော့မင်းတို့ကဘာလုပ်လဲတီတူတွေနဲ့မင်းတို့ကာထားတယ်နော်အခုဆို UG တွေဘာကြောက်ပေါ်တယ်အဲဘာကြောက်ကြော့သွားတာလဲ UG တယောက်လှုပ်ရှားဖို့အတွက်ပြတ်မှတ်တွေ့အထက်ကိုအ ਨੇ ဆုံး30တင်ရတယ် အ ਨੇ ဆုံးတော့40 50တင်ရတဲ့ UG တွေရှိတယ်။တွင်းနေအခုကြော်စိုးဦးပေါ့လမ်းမှာကြော်စိုးကြော်စိုးကိုလှုပ်ကြံလို့ရပြီ။ဘယ်နေရာမှာကြော်စိုးနေလဲသိတယ်။အကြော်စိုးဦးတွေ့ထားပြီအမှတ်တွေ့ထားပြီလည်းတင်။တစ်ဆင့်နှစ်ဆင့်သုံးဆင့်အရေးကြီးတာဆို40 50တင်ရတယ်။တင်ပြီးအပေါ်ဆုံးကမလုံးကဘူးလို့တခွန်းကြလိုက်တာနဲ့ no လို့တခွန်းပြောလိုက်တာနဲ့သွားမလုံးနဲ့။လုံးတဲ့ကောင်စစ်ခုံရုံတစ်ခါတက်ကတယ်။အဲ့တော့ဘာဖြစ်လဲအခု UG တွေဖြစ်ဖြစ်နေမလုံးတော့ဘူး။ ပြည်သူကိုထိခိုက်ခံမှာဆိုဒီဘက်ချမ်းမှာအဲ့လိုဖြစ်နေတာဒါကိုမကျင်တဲ့လို့ပြောတဲ့လူတော်ထွက်ပြောနေတယ်အဲ့တော့မင်းတို့ပြောသလိုအချမ်းဘက်သမားတွေနဲ့အတူတူရှိတိုင်းတတ်ကမယ်ဆိုရင်ငါတို့ဘက်ကလည်းလုံလို့ရတယ်ညာကိုမန္တလေးလာပါမလို့နဲ့နော် NUD အစ်စ်မပြောနဲ့ငါတို့တာမန်ပြည်သူအစ်စ်နေတော့မှမင်းတို့အဲ့ဒီမှာခွဲခြားပလိုက်လို့ရနားလေလုံလို့မရလို့လွတ်ထားတာမဟုတ်ဘူးပြည်သူထိမှဆိုတော့မလောက်တာငါတို့ဘက်ကအဲ့လိုလူသိရှိတဲ့စိန်ခေါ်မနေနဲ့နော် မင်းစိန်ခေါ်ခြင်းရင်လားမင်းအဲ့လိမ့်စာအတိအကျပေးလိုက်မင်းပြည်သူတွေကိုလာပြီးတော့ထိုးကြွေးပြီးတော့စိန်မခေါ်နဲ့ဟမ်မင်းတက်တယ်အလောက်ရှိနေငါကြော်စိုးဦးဘယ်နေရာမှာနေလဲအိမ်နံပါတ်ဘယ်လောက်ဘယ်အတိအကျမင်းပေးလိုက်မင်းအမှနေရလားနေအဲ့လိုစိန်ခေါ်ရတယ်စိန်ခေါ်ရဆိုတာသိလားမင်းကဘာလဲအချောက်စိန်နဲ့ရန်ကုန်မန္တလေးလာပြီးပြည်သူတွေကိုမင်းအသေးလာခံခိုင်းနေဟုတ်လားမင်းတော်တော်ကောင်းတဲ့ကောင်ဟမ်လူရောက်မှာပဲမင်းဟာဒီကိုလဲပတ်နေတာလက်သွားတယ်လာလိုက်မယ် ထပ်ပြီးလာလိမ့်မယ်ပြီးကျွန်တော်တို့ကြည့်နော်သူပြောတဲ့စကားကိုကြည့်နော်အမြိုင်တို့အမြိုင်တို့ပေါက်တို့အဲ့ဒီကြောမှာဆိုရင်ကျွန်တော်ရန်နယ်လက်ရက်တွေနေရှိတယ်ရန်နယ်လက်ရက်တွေနဲ့ပတ်သက်ရင်လက်ရက်တွေလုံနေတဲ့သူတွေအနေနဲ့ခင်ဗျားတို့လုပ်ငန်းတွေရန်တန်းရရပါမဟုတ်ခင်ဗျားတို့ခေါင်းမှာပါတာမှုတာရှိပါတယ်ပါတာမှုတာရှိမယ်အခြားတို့ဂျိုးကော်ပိုရိုက်ရှိမယ်ခင်ဗျားတို့ခေါင်းတွေပေါ်မှာပြန်နေပါတယ်ခင်ဗျားတို့ရဲ့ခေါင်းပေါ်တွေမှာပြန်နေပါတယ်အဲ့ဒီအဲ့ဒီပါရမိုတာတွေဂျူရိုကော်ပိုရိုက်တွေခင်ဗျားတို့ရဲ့ခေါင်းပေါ်ဘုံသီးလေးတွေပြစ်ချပါလိမ့်မယ်။ပြစ်ချပါလိမ့်မယ်။ခင်ဗျားတို့လုပ်နေတဲ့ကနိုင်ငံတော်ရဲ့တရားစာတာနိုင်ငံပိုင်ပြည်စုခင်ဗျားခိုးထုတ်နေတာပါ။ ဲပီသူတွေဘယ်လောက်ထိချင်းချောက်နေဆိုတော့တွေ့တိုင်းပေါ့နော်ပီသူတွေချင်းချောက်နေတော့ဒီစကားကတော့အဲ့တော့ဒီကယူဝိုင်းလမ်းမီကန်ဟဲ့ဒီကယူနေလမ်းမီကောင်းပြောတာညာညာပေါက်မှာရှိနေတယ်တရားမဝင်ဂျန်နယ်လက်ရတွေလုံနေတယ်အချမ်းဘတ်အာဘီအုပ်စုတွေအနေနဲ့လေးနဲ့ဘုံချက်မှာခင်ဗျားတို့ပြည်သူလို့မဟုတ်အောင်နေတော့ဘာကြောင့်လဲဆိုတော့အချမ်းဘတ်အုပ်စုကိုတော်ဝိုင်းဖြစ်စေတိုင်းရဖြစ်စေပံပိုးလဲဆိုရင်ခင်ဗျားတို့ကိုယ်တိုင်အချမ်းဘတ်အုပ်စုကိုအားပေးတာခင်ဗျားတို့ကိုယ်တိုင်အချမ်းဘတ်မှုမြောက်ပါတယ်ဟောအဲ့လိုလားအဲ့ဒါဆိုရင်မင်းတို့မင်းတို့လည်းအကုန်ရှင်းလို့ရအောင် ဟမ်အကြမ်းဖက်အုပ်စုကိုပံ့ပိုးရအပင်းရင်အကြမ်းဖက်မှုမြောက်တယ်နော်โอเคကောင်းပြီ CRPHD နိုင်ငံတကာလွှတ်တော်တွေကတရားဝင်လွှတ်တော်အဖြစ်သတ်မှတ်ထားတယ်နော်အာဆီယံမင်းတို့နော်နိုင်ငံတကာလွှတ်တော်အာဆီယံနဲ့သတ်မှတ်ထားတယ် CRPHD မြန်မာနိုင်ငံတရားဝင်လွှတ်တော်အဖြစ်အဲ့တော့လွှတ်တော်ဖြစ်တဲ့အတွက်လွှတ်တော်ကိုယ်စားလှယ်ဆိုတာပြည်သူ့ရဲ့ကိုယ်စားလှယ်ဟုတ်တယ်နော်အဲ့ဒီပြည်သူ့ကိုယ်စားလှယ်ကမင်းတို့ကိုအကြမ်းဖက်အဖြစ်ပြင်ညာထားတာဖြစ်တဲ့အတွက်အဲ့ဒီအကြမ်းဖက်ဓမ္မတွေနဲ့ပတ်သက်တဲ့လူမှန်သမျှကို အကျမ်းဖတ်အားပေးဖြစ်တကယ်အကျမ်းဖတ်ပုံမှန်နဲ့ရှင်းလင်းဝင်ရှိတယ်ပေါ့ okay အဲ့ဒါဆိုရင်စစ်သားသားမယားတွေဈေးဝယ်ထွက်တယ်နော်စစ်တပ်ကလှုပ်တဲ့ပျော်ပွဲရွှင်ပွဲတွေတရားဝင်စည်းရေးပြစ်မှတ်ဖြစ်စော်ခွင့်ရတယ်မင်းပြောတာနော်ဒါမင်းပြောတာရရစော်ခွင့်ငါတို့စော်ပြမယ်နော်အခုတော့မှဓမ္မကြီးမြို့မှာနေတဲ့လူတွေကိုလေကျွန်တော်ပြောချင်တာခမားတို့တွေရိုးရာတို့အပျော်တို့အနောက်မှာလိုက်တာကြီးလိုက်ပါအခုမင်းအောင်နိုင်ဟာဘယ်လောက်ထိပလန်ဆွဲထားတဲ့အောင်မေးလို့ အခုမြို့တွေကိုပျော်ပွဲရှင်ပွဲကျင်းပပြီးပြီးတော့သူတို့အုပ်ချုပ်တဲ့ data မှာဒလိုအေးချမ်းပါတယ်ဆိုပြီးဝါဒဖြန့်တယ်သူတို့မအုပ်ချုပ်ရတဲ့ data တွေကိုဘုံတွေလိုက်ကျဲတယ်ဒီနော်အခုဟောလားမဟုတ်ဘူးလားဘုံတွေလိုက်ကျဲတယ်အဲ့တော့စစ်ကိုပြည်သူတွေကြောက်ကဟာတိုက်ပွဲမရှိတဲ့ data ငါတို့မြို့ပေါ်အေးသွားမလုံးနဲ့စစ်တပ်ကိုမင်းတို့စစ်တပ်လောက်တော့မင်းတို့ data မငြိမ်းချမ်းဘူးပေါ့မဲပညာမဲအောက်တန်းသားစကားတွေနဲ့ဝါဒဖြန့်တယ်အဲ့ဒီအစ်စ်ကိုအောင်မြင်အောင်မြင်မအောင်မြင်လို့ရှိရင်မြို့မှာရှိတဲ့ပြည်သူအများစုကို ပုံခွဲပြီးတော့ရေးရဆက်ဆက်တတ်ပြစ်ပြီးတော့ PDF တွေလောက်တာပါဆိုပြီးကြောက်တွန်းဖို့အစီအစဉ်ကြီးရှိတယ်။ PDF တွေရှိရလက်လောက်တနတ်တွေသူတို့တင်ထားတာရှိတယ်။နော်သူတို့ရတဲ့ဟာတွေအဲ့ဒါတွေအားလုံးကိုဒီပြူစောတီးတွေအတွက်ပြီးလက်ထားတယ်။ပြီးလို့ရှိရင်အဲ့ဒီ PDF တွေလောက်ထားတဲ့လက်လောက်တနတ်နဲ့ပြူစောတီးတွေကိုလက်လောက်မိုင်းတွေလက်လောက်တနတ်တွေနဲ့ဒီမြို့ထဲမှာပြည်သူစီကားနေရာတွေကိုဘုံခွဲချမယ်။ဘုံခွဲချပြီးတော့ပြည်သူတွေသိမယ်။ တင်သူတို့ကအားအမပီဒီအက်တွေကမြို့ပေါ်လာပြီးပြည်သူတွေတက်နေပါတယ်ဆိုပြီးနိုင်ငံကာကိုလိမ့်မယ်နိုင်ငံကာကပီဒီအက်တွေကိုပြည်သူတေအောင်လုပ်တဲ့အကြမ်းဖက်အဖွဲ့ဖြစ်ပါဆိုပုံဖော်မယ်အဲ့ဒီအထိဒီကောင်တွေလုပ်နေတာဒါကြောင့်မလို့ဒီကာလမှာပျော်ရဲတဲ့လူတွေကိုကျွန်တော်အံ့ဩတယ်မှန်ပါဘူးဒီကောင်တွေရဲ့ရုပ်မှန်မှုကိုမတိကြလို့လားအဲ့တော့အရှင်းအစ်စ်မှာအခုတို့အောင်မြင်အောင်လုပ်နေတာအရှင်းအစ်စ်မှာအောင်မြင်လို့ရှိရင်တော့ဒါတို့ပြီးသွားတာပေါ့နော်အရှင်းအစ်စ်မှာအောင်မြင်ဘယ်နဲ့ပြောသလိုဟာဒီမှာကြည့်တယ်နော် မငါတို့အုပ်ချုပ်ထားတဲ့ data မှာတို့ agent တွေမင်းတို့စစ်တပ်ကိုတိုက်ထုတ်ထားတဲ့ data တွေမကြည့်လိုက်တို့မျိုးစစ်မဲ့ရေးရဘွားတွေပြက်ကမယ်တေရမယ်အခုသူပြောရကြောင်မင်းတို့ကောင်းမှာပါလာမော်တာရှိတာတို့ဟမ်ဘုံဒီတိချက်မှာတို့ထိချောက်နေပြီနော်အဲ့တော့အချမ်းဖက်ကမားနေတဲ့အတူတူနေတိုင်းဘလို့တက်ကမယ်ဆိုစကားပြောသူတို့စစ်သားမင်းရတွေရဲမင်းရတွေအကုန်တက်ခွင့်ရှိလားလိုက်တက်ကမို့လားဟမ်အဲ့ဒါကြည့်နော်ဒါကြောင့်မလို့မြင်အောင်ကြည့်ကြဆိုတော့ဒါကိုပြောတာနိုင်ငံရေးစိတ်ဝင်စားနေရပါ နော်နိုင်ငံကြီးမလုပ်ပါနဲ့ပြည်သူမှနေတယ်ငါတို့ကပျော်မယ်စားမယ်နေမယ်ရတယ်ပျော်ပါစားပါဒါပေမဲ့လို့ကိုယ်နိုင်ငံရဲ့အမှန်တရားတွေတော့မျက်စိပြက်အောင်မနေကြပါနဲ့ခင်ဗျားတို့အတက်တွေအပေါ်မပါလို့ပြောတာဒီစစ်အာဏာရှင်တွေတော့ရုပ်မာတဲ့ဟာလောကမှာမရှိတော့ဘူးခေတ်ဆက်ဆက်လည်းရုပ်မာခဲ့တဲ့ကောင်တွေဒီနေ့ဒီတည်းရုပ်မာနေတဲ့ကောင်တွေဒါကိုမကြောက်မလန့်နဲ့အခုတော့နေမယ်ဆိုဖြစ်လာတာမှဘာမှမထားဘူးအခုကြည့်လေကျွန်တော်တို့တိုင်းပြည်ရဲ့ တည်ရေးကရှေ့ကိုရောက်လာရောက်နေလေပါဒါကြောင့်ကျွန်တော်တို့လှုပ်ဆရာကြီးပြက်ပြက်တတလှုပ်ပါပြက်ပြက်တတလှုပ်ပါတမောသားရဲ့လက်ကကျွန်တော်တိုင်းပြည်တိဆောက်တဲ့လက်ပါအဲ့လိုပဲโอเคမင်းတို့လက်ကတိုင်းပြည်တိဆောက်တဲ့လက်ဟုတ်လားအဲ့ဒါဆိုဒီလိုလှုပ်ပါတိုင်းပြည်ကိုတိဆောက်တဲ့လက်လေးဘေးရန်ကင်းဝေးပြီးတော့အန္တရာယ်ကင်းပြီးအောင်မြင်ပါစေတိုင်းပြည်ကိုဖျက်တဲ့လက်လေးဒီဘဝကစပြီးဘဝဆက်တိုင်းကိုမေကိုလိုးပြီးတည်ကျင်းဆုံးနဲ့တည်ရပါစေကဲအဲ့ဒါပြောနော်မင်းတို့ကငါတို့ကိုပြောမနေနဲ့ဟုတ်တယ်နော်တိုင်းပြည်ကိုတိဆောက်တဲ့လက်လေးနော် အမှန်တရားဘက်ကယက်တီတဲ့လက်တွေအကျမ်းဖက်ကိုနှိမ်နေတဲ့လက်တွေအောင်မြင်ပြီးတော့ဘေးရန်ကင်းပါလားမြန်မြန်အောင်မြင်ပါစေနော်တိုင်းပြည်ကိုဖျက်ဆီးတဲ့လက်တွေအဲ့ဒီဖျက်ဆီးနေတဲ့ကောင်တွေကိုအားပေးအားမြောက်ပြုတ်တဲ့ကောင်တွေဒီဘဝဆက်ပြီးတော့ဘဝဘဝဆက်တိုင်းကိုမေကိုလိုးတဲ့ကောင်တွေဖြစ်ပါစေနော်ကဲဒါတော့ကိုစီရဲ့သုံးသပ်ချက်ပြီးတော့5ဖြစ်ပါနော်အဲ့တော့ကြားတဲ့အတိုင်းပဲ ကျော်စိုးတို့ဒီစစ်တပ်ဘက်ကကောင်နေဘောမတွေကတော့မြောက်ပင်းနေပြီပေါ့နော်ပြည်သူတွေဘုံကျဲဖို့မြောက်ပင်းနေပြီတပ်ဖြတ်ဖို့မြောက်ပင်းနေပြီပေါ့နော်သူတို့ဘက်မှာရှိတဲ့ပြည်သူစစ်ကောင်စီအုပ်ချုပ်လို့ရတဲ့နေမှာရှိတဲ့ပျော်ဝဲရှင်ပွဲတွေကြတော့သူတို့ကြိုက်တယ်လို့လုပ်တယ်ဒီတော်လိုင်းဘက်ကပေါ့နော်သူတို့အုပ်ချုပ်လို့မရတဲ့နေရာမှာရှိတဲ့ပျော်ဝဲရှင်ပွဲတွေမှန်သမျှဘုံကျဲတပ်ဖြတ်ဖို့သူတို့လုံးဆောင်နေဖြစ်တဲ့အတွက်ပြည်သူတွေအတွက်လည်းဒါသတိထားစရာဖြစ်ပါတယ်နော်တစ်ဖက်ကဒီစစ်ကောင်စီအုပ်ချုပ်မှုအောက်မှာရှိတဲ့သူတွေကလည်းပြန်ပြီးစဉ်းစားဖို့ကတကယ်ဟောအဲ့ဒီမှာလွတ်မြောက်နေလို့လားပေါ့နော် တကယ်ပဲမင်းအောင်နိုင်ကလွတ်လွတ်လွတ်ထားလို့လား ။ဘာကြောင့်ပျော်နေကြရလဲပေါ့နော်။အဲ့တော့ဟို Champions စစ်ကောင်စီရဲ့သူတို့ရန်သူကိုထားတဲ့သဘောထားအတိုင်းသာတော်လိုင်းဘက်ကသဘောထားတယ်ဆိုရင်ဒီလိုမျိုးတွေလည်းလှုပ်ခွင့်ရှိတာပဲเนาะဒါပေမဲ့ဒီဘက်ကတော့မလှုပ်ပါဘူးเนาะအဲ့တော့အဲ့ဒီပုံမှာဒီသူတို့ပြောတဲ့စကားကြီးကိုပဲနားယောင် ပြီးတော့ပြောနေတာမျိုးကတော့လုံးဝအဆင်မပြေပါဘူးเนาะအဲ့တော့စစ်ကောင်စီရဲ့ဒီထိန်းချုပ်နေမှာရှိတဲ့ပြည်သူတချို့သောပြည်သူပေါ့เนาะတချို့သောသူတွေမင်းအောင်လိုင်းရဲ့စကားကိုနားယောင်နေတဲ့သူတွေစစ်ကောင်စီပြောသမျှကိုလိုက်ပြီးတော့ရောင်းပြီးတော့ပြောတဲ့သူတွေလည်းဒီခုချိန်မှာသူတေချာ နားလည်စင်ရင်သိပါမယ်နော်အဲ့တော့ဘာပဲဖြစ်ပြောတိုက်ပွဲတွေပုံမူပြင်းထန်လာမယ့်အခြေအနေမှာရှိတဲ့အတွက်ချမ်ပစ်ကောင်စီကတခုချိန်မှာဒီရုရှားနဲ့တရုတ်ကရတဲ့ဘုံတီးမှန်သမျှနဲ့ပီတီကိုတိုက်ခိုက်နေပါပြီနော်နေ့တိုင်းမှာဘုံချစ်တက်ဖြတ်နေပါတယ်ចောင်းနေလဲသူတို့မရှောင်ဘူးစေယုံနေလဲမရှောင်ဘူးဘယ်လိုနေရာမှမရှောင်ဘူးသူတို့အာဒီ တော်လိုင်းနေမီကထိချုပ်ထားတဲ့နေရာမှန်သမျှဆိုရင်တို့ကဘုံကြီးတိုင်းကိုအစင်သစ်ပါပဲเนาะအဲ့တော့ပြည်သူတွေအားလုံးပဲသတိထားကြပါရွေးကောက်ပွဲနှီးလာတာတွေအများဘုံကျဲမှုတွေဒီတိုက်ခွတ်တိုက်ပွဲတွေများလာမှာဖြစ်လာတဲ့အတွက်ပါเนาะကိုလိုရမယ်သွားမယ်နေရာတွေအားလုံးမှာသတိနဲ့သွားကြလာကြဖို့တိုက်တွန်းနေကျွန်တော်ဗီဒီယိုလေးကိုဆုံးသက်လိုက်ပါတယ်เนาะဟုတ်ကဲ့အစားဆုံးကြည့်ပေးကြတယ်မိဘပြည်သူရောက်စီတိုင်းသူပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အကြက်ဖက်မင်းအောင်လိုင်းစစ်ပေးငလင်ပေးဘေးနဲ့ပေါင်းစုံမှာကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ